အားလုံးပဲမင်္ဂလာပါအာစီတုတ္တဆောင်ရတ္တဆောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရွှေဘဖြစ်ပါတယ်ကျွန်တော်အခုလွယ်မှာတော့ဆရာတင်မောင်မြင့်ဘာသာပြန်ရေးဖွဲ့ထားသောမိစ္ဆာဝင်ကဘာဝိတ္ထုအခန်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်အမောင်ထဲမှာအတန်တိတ်အမဲလိုက်ခွေးတကောင်မောင်တော်လမ်းမှာစန်းတော်ဝါဒွာမောင်လန်းကလေးအချောင်းကို အသေးစိတ်လေ့လာထားပြီးပြီအထူးသဖြင့် ပိုလုံဆိုးလမ်းမှဘယ်ဘက်ချိုးသည့်လမ်းချင်းကလေးကပိုအဓိကကျသည်ဒါမလန်းသည်ပတိပစ်ပတ်လမ်းအထိဆက်သွားသည့်ဆင်းရဲသားရက်ွက်လမ်းဖြစ်သည်အိမ်ကုတ်ကလေးတွေများသည်တစ်ထပ်တိုက်နှင့်နှစ်ထပ်တိုက်တစ်လုံးတစ်လေသာရှိသည်အများအားဖြင့်အိမ်ကလေးတွေမှာလမ်းတစ်ဘင်းစီယိုနိုင်ရန်များနှင့်တပြေးညီများဖြစ်သည်အဆိုပါလမ်းချင်းကလေးတောင်ကျိုးတွင်ဒီလိုအိမ်ကလေးတွေပုံများသည် လမ်းတော်ချိုးတွေဆုံသည့်နိုင်ငံတစ်ခုကတောင်းပန်ကြကြဆက်ထားခြင်းမဟုတ်မက်ဆောက်ဆောက်ဖြစ်၍ပိုလွန်ဆိုးလမ်းဘက်မှရောဒေါ်မောလမ်းဘက်ကပါလှမ်းကြည့်လင် ရုတ်တရက်မမြင်နိုင်ခက်ဆောင်ဆောင်လမ်းတော်ချိုးနိုင်ငံသည်ဒေါ်မောလမ်းပေါ်မှအိမ်နံပါတ်49အထိဆက်နေပြီးဒေါ်မောလမ်းဘက်အချမ်းကပိုနေသည်ထိုအိမ်မှာမြေမိုပိတ်နိုင်ငံနှင့်ဖြစ်ပြီးမဲမောင်မောင်မုံကုတ်ကုတ်အိမ်မျိုးဖြစ်သည်ဗရင်းပေါက်တစ်ပေါက်သာရှိပြီး ူပြားနှင့်ပိတ်ထားသည်အကားကို ပြင်ပြားတွေတောင်းလိုက်ရိုက်ထားသောအိမ်မျိုးအိမ်ရှိတကားမှာတန်ပန်းတကားဖြစ်ပြီးတန်ကျဲတက်နေပြီးအနည်းဆုံးတတန်25နှစ်ကျော်နေပုံရသည် အိမ်နောက်တွင်တန်ပြားပင်တပင်ရှိသည်ဂိုင်းများကပိုလွန်ဆိုးလမ်းဘက်သို့ငိုက်ယွန်းယွန်းလမ်းဘေးအုံနိုင်ရန်တွင်နွယ်ပင်များကတ်တက်နေသည်ပြေးပေါက်ရှာနေသည့်ရဲဘေးရန်သည် လူရိုက်လူရောင်းလုံးဝမတွေ့ရသည့်ဒီနေရာနှင့်ဒီအိမ်ကလေးကိုမျက်စိကျနေခဲ့သည်အိမ်နောက်ဘက်မှနိုင်ရန်တွင်တွေ့တက်နေသည့်မိလာပိုက်တွေကလည်းအများကြီးငွေပင်များနှင့်အပြိုင်ကောဆက်ကလေးကိုကြောပိုးပြီးအတန်မထွက်ဖို့တတိပေးလိုက်သည်တန်ကျုပ်မိလာပိုက်တွေကိုအေးသေးချာချာကြည့်လိုက်သည်ဆွေးနေပြီလုံးဝစိတ်ချလို့မဖြစ်ကလေးကိုကြောပိုးပြီးနန်းရံကိုတွတ်တက်ဖို့စိတ်ကူးကိုလျှော့လိုက်သည်အချိန်ကတိတ်မရှိတော့ မိုးလင်းသွားလျင်ဒုက္ခနောက်ဆုံးတွင်မှဆွေးနေသည့်ပြင်ပြားတွင်နှင့်တန်ပန်းတကားကိုသိအားမဆိုင်ရဘဲဆွဲဖွင့်လိုက်သည်အိမ်နောက်ဖက်ရောက်တော်လဲအလားတူပင်ဖွင့်လို့ရသည်အိမ်နောက်ကျောတွင်ကန့်နေသည့်နယံကို မျက်နာချင်းဆိုင်လိုက်သည်ဒီတော့မှမျက်လုံးပြူးသွားမိသည်မီးလင်းတိုင်းတိုင်းဤအလင်းရောင်က ထိုနေရာအထိပြပြလင်းနေသည်ဤတွင် ခြေတံတွေကြားလိုက်ရခြင်းဖြစ်သည်ရဲတွေ9ယောက်10ယောက်လောက်ရှိမိဟုခံမှန်းလိုက်သည် သူတို့ပိုလုံဆိုးလန်းတဲ့သို့ချိုးလာကြပြီ။သူရောက်နေသည့်နေရာသို့တဲ့တဲ့ချီတက်လာနေကြခြင်းဖြစ်သည်။လမ်းမီရောင်တွင်သူတို့၏တနက်ထိပ်ဖျားမှလှံဆွတ်တွေကအယောင်တွေတလက်လက်သူတို့အထဲတွင်အရက်မြင့်မြင့်ရပက်ဤပုံတံတန်ကိုရမ်းပေရန်လှမ်းမြည်နေရပြီ။သူတို့ခြေလမ်းတွေနှေးသွားလိုက်ရက်လိုက်ဖြင့်ရန်သူကို သူတို့ခြေရခံနေကြပြီ။ပိုက်စိတ်တိုက်ရှာကြတော့ပြီ။ရပက်ဤရဲနှစ်ယောက်တလန်းချင်းဆက်လျှောက်လာသည်။ သူတို့လာနေသည့်နှုံးနှင့်ဆိုလျင်ရမ်းမေရမ်းတို့ရောက်နေသည့်အင်္ဂလိပ်စီတို့ရောက်ဖို့10မိနစ်ထက်မနည်းကြာမီတယောက်တည်းအတွက်ဆိုလျင်ကိစ္စမရှိ ကော့ဆက်ကလေးပါနေ၍ခတ်နေခြင်းဖြစ်သည် ရွေးစရာတလမ်းပဲရှိတော့သည် သူတွင်ထူးခြားမှုတစ်ခုရှိသည် သူသည်ကြောပိုးအိတ်နှလုံးလွယ်ထားသူနှင့်တူ၏တလုံးထဲတွင် သူတော်စင်တစ်ပါးဤအတွေ့အမြင်များအပြည့်ရှိသည်နောက်တလုံးထဲတွင် ထောင်ထွက်တယောက်ဤတတိနှင့် အန်အောလောက်တီတီထွင်ကြံစမှုပါရမီမျိုးဒီနှမျိုးကို သူက လိုတလိုသုံးတတ်သည်ထို့ကြောင့်အချုပ်ခန်းအမျိုးမျိုးမှ သူဖောက်ထွက်နိုင်ခဲ့ခြင်းဖြစ်သည် ခုလေဘယ်လောက်အမြင့်ကိုဖြစ်ဖြစ် သူရအောင်တက်လိုက်မိသားနိုင်ရန်အမြင့်နဲ့တံပြာပင်အနေထားကို သူ တွက်လိုက်သည်တံပြာပင်က78ပေခန့်မြင့်သည်အိမ်မျိုးမပိတ်အထိ အတွင်းမှတွက်တက်ပြီးတံပြာပင်မှတဆင့်နိုင်ရန်တော့ရောက်ဖို့ဘာမျှမခဲ့ ခက်ဒီမှာကော့ဆက်ဖြစ်သည်တယောက်တည်းဆိုရင် လွယ်လွယ်ကလေးပင်နှစ်ယောက်တွတ်တက်ဖို့ကလည်းမဖြစ်နိုင်ကြိုးတချောင်းရှိလျင်တော့ဖြစ်နိုင်သည် သူတွင်ဘာအထောက်အကူပစ္စည်းများမရှိယခုအချိန်တွင်ဘယင်လည်းမဖြစ်ချင်းတိုင်းပြည်လည်းမလိုချင်းသူလိုချင်းဒီမှာကြိုးတချောင်းသာဖြစ်သည်အရေးကြုံလာလျင်သူ့အာယုံတွင် ပြင်းထန်သည့်အလင်းနှံများပေါ်လာတတ်သည်မျက်စိကန်းလူမတက်လင်းသည့်အလင်းမျိုးရမ်းမြန်သည့်ဂျုံယိုးလန်းဆုံးသို့ လှမ်းကြည့်လိုက်သည်တတိုင်းတတိုင်းကိုလှမ်းမြင်သည်ဒီလိုလမ်းကြိုလမ်းကြားကို လမ်းမီးအလှက်နှင့်ပေးသည်တတိုင်းမီးအိမ်များကို မီးထွန်းသည့်အခါမီးငိမ့်သည့်အခါကျိုးနှင့်ဆွဲချဆွဲတင်လုပ်ရသည်ကျိုးစားကို ပိုင်လုံးထဲမှဆင်းပြီးတတိုင်းတွင်တန်တစ်တာငယ်ဖြင့်တော့ခတ်ထားသည်ရံပေရံအတွက်ဒီတစ်တာကိုဖွင့်ဖို့ကျိုးကိုဆွဲချပြီးဖြတ်ဖို့ဘာမျှအခက်အခဲမရှိပေ သူတွင်ရအူးချုံကလေးပါတီလီ ချိုးခွေကိုကင်ပြီးကော့ဆက်စီတို့ချက်ချင်းပြန်ရောက်လာသည်ဒီနောက်ပိုင်းတွင်တော့သူ့လှုပ်ရှားမှုတွေဇယ်ဆက်သလိုဇက်တိုက်မြန်ဆန်လာသည်ကော့ဆက်မနာအောင်သူ့လက်ကြီးကိုဖြုတ်ပြီးခလင်းဤကိုကိုတိုင်းလိုက်သည်ပြီးမှကျိုးနှင့်ခြီလိုက်သည်ဖနှက်ကိုချွတ်ပြီးနန်းရံတစ်ဖက်ကိုကြော်ပစ်လိုက်သည်ပြီးမှကျိုးစားတစ်ဖက်ကိုဗဇက်နှင့်ကိုက်ပြီးတံပြာပင်နှင့်အိမ်နန်းရံကိုခြေကန်၍အပေါ်တက်သည်မင်းနေဝက်အတွင်အုံနန်းရံပေါ်ရောက်သွားသည် ကော့ဆက်ကဘာလို့ရမှန်းမသိပဲမော့ကြည့်နေသည်အတန်တော့လုံးဝမထွက်ထိုးစဉ်အပေါ်မှအဖေကြီးအတန်တူတူလေးထွက်လာသည်နေရန်ကိုကြောပေးပြီးရလိုက်ကော့ဆက်ကပြောသည့်အတိုင်းလိုက်နာသည်အတန်မထွက်နဲ့ဘာမှမကြောက်နဲ့တပြိုင်တည်းတွင်ကော့ဆက်ခြေထောက်တွင်မြေကြီးနှင့်လွတ်သွားသည်အံအောထိတ်လိုက်ခြင်းမရလိုက်ပဲသူအုပ်နိုင်ရန်ပေါ်သို့ရောက်သွားလေပြီဖေကြီးက သူ့လက်နှစ်ဖက်ကိုဆွတ်တင်ပြီးနိုင်ရန်ပေါ်တွင်ပက်လက်လှန်တင်လိုက်သည်ရန်ပေရန်ကအောက်သို့ငုံကြည့်လိုက်သည်ကျေနပ်သွား၏နဲနဲနောနောအမြင့်မဟုတ်သို့သောသူ့မိုးနှင့်တပြေးညီဖြစ်နေသဖြင့်နှစ်ယောက်သားအိမ်ခေါင်မိုးပေါ်သို့လွယ်လွယ်ကလေးကူးသွားနိုင်သည်လမ်းထိပ်ကိုပိတ်ပြီးရှာကြစမ်းသူ့လူတွေကိုရပက်အမိန်ပေးနေတန်းရဲတွေလမ်းချင်းကလေးတစ်လျှောက်ညှက်ပူးညှက်ပိတ်ရှာကြသည်ရန်ပေရန်က ကလေးကိုတင်းတင်းဖက်ပြီးအိမ်ခေါင်းမိုးပေါ်တွင်ငြိမ်နေသည်ကြောက်စိတ်ကြောင့်လားတတ္တိကြောင့်လားမသိကော့ဆက်လုံးဝအတန်မထွက်တံပြာခိုင်းကိုလှမ်းခိုးပြီးကလေးကိုကြောပိုးလျက်နိုင်ရန်တစ်ဖက်ကိုရမ်းပေရန်ခုံချလိုက်သည်ကော့ဆက်၏လက်နှစ်ဖက်တွင်ချစ်ရာတွေထင်သွား၏သို့သော သူကလေးလုံးဝအတန်မထွက်ဗဟေရီတစ်ခု၏အစာတံပြာခိုင်းပေါ်မှသူတို့နှစ်ယောက်ပြုတ်ကျသွားသည့်နေရာမှာ ပန်းချံလိုလိုဘာလိုလိုနေရမျိုးဆောင်းကာလာဤမြူနှင်းမုံကြားတွင် မြင်ရသည့်မှိုင်းမှိုင်းဝေဝေမြင်ဝင်းမျိုးနိုင်ငံနှင့်ကက်လျက်အင်္ဂလိပ်တလုံးဤတဆမိတ်အောက်တွင် သူတို့နှစ်ယောက်ရောက်နေခြင်းဖြစ်သည်ရှေ့ဘက်မှပန်းချံထဲတွင် ရုပ်လုံးမပေါ်တော့သည့်ကြောက်ဆစ်ရုပ်တရုပ်ကိုဝိုးတော်လှမ်းမြင်ရသည်တစ်လုံးပုံနှဘေးမှ အင်္ဂလိပ်မှ ဟောင်းနှွမ်းပြိုပြက်နေတော်လဲအဖီတစ်ခုမှအကောင်းပကတိရှိနေသေးသည် ရန်ပေရန်ပထမဆုံးလုပ်ရမည့်အလုပ်မှာသူ့ဖနက်တွေကိုလိုက်ဆန်ပြီးစီးရန်ဖြစ်သည်ပြီးမှ ကော့ဆက်ကိုလက်တွဲကအိမ်ပြက်ထဲသို့စံတဝါဝါဝင်လိုက်သည်ထွက်ပြေးပုန်းရှောင်နေရသူတစ်ယောက်သည်ဘယ်တော့မှသူ့ကိုယ်သူ လုံခြုံပြီးဟုမမှတ်ယူအပ်ပေကော့ဆက်ကလေးကတဆတ်ဆတ်တုန်နေပြီးအဖေကြီးကို တင်းတင်းဖက်ထားသည်နန်ရန်ဤတစ်ဖက်တွင်ရပက်ဤဒေါသတကြီးအမိတ်ပေးတဲ့နှင့်သူ့လူတွေရှာဖွေနေတဲ့သူတို့တနတ်တွေကြောက်တုံးနေတဲ့ ထိခိုက်တံများအတိုင်းသားကြားနေရသည်ရန်အသက်မရှိဘဲနားဆွင့်နေသည်နိုင်ဝဲကြောင်အောင်သူတို့မှွေနောက်ရှာဖွေနေပြီးမှငြိမ်သွားသည်သူလက်တစ်ဖက်ကကော့ဆက်၏ပါဇက်ကိုပိတ်ထားစေသို့သောသူတို့ရောက်နေသည့်နေရာမှာပဂတိတိတ်ဆိတ်ငြိမ်သက်နေ၏အလင်းရောင်ကဝိုးတော်အနောက်အဆက်ဟူ၍အရှင်းမရှိသော အရက်မျိုးနိုင်ရန်တွေကအေးဆက်ငြိမ်သက်နေတော်လဲတမာကျန်းစာရွတ်ဆိုတန်တက်တက်ထွက်နေသည်ထင်ရ၏ ်ထိုခဏငယ်အတွင်းမှာပင်ငိမ့်သက်ချင်းကို ဖြိုခွင်း၍ပါရနာပြောပွဲဓမ္မတေးတန်သည်ပဲ့တင်လျက်ရှိသည်တီးတီးချာချာကြားလိုက်ရခြင်းဖြစ်၏ဖြစ်နိုင်ပါမည်လားအမောင်တွင်မှညင်ညင်တွတ်တွတ်အမျိုးသမီးများ၏ဝတ်ပြုတေးတန်ခလေးများ၏အတန်တွေလည်းဆွတ်နေသည်ဖြစ်နိုင်ပါမည်လားအချားကဘာတစ်ခုသို့ရောက်သွားခြင်းလားလင်းအာယုံ၏မြူနှင်းတော်သည်တပြေးပြေး ပါလျသွားပြီးပန်းချံတစ်ခုကိုတေတေချာချာလှမ်းမြင်လိုက်ရ၏။နတ်သမီးများ၏အတန်လိုကြည်လင်အေးများသည့်ဓမ္မတေးတန်သည် ပန်းချံ၏ဟိုမာဘက်ရှိအဆောက်အုံညိုညိုကြီးပေါ်မှထွက်လာနေသည့်ဓမ္မတေးတန်ပါလား။နန်းရံတစ်ဖက်မှမကောင်းဆိုးဝါးတို့၏အမင်္ဂလာအတန်များတိတ်သွားပြီ။ရန်ပေရန်နှင့်ကော့ဆက်ကလေးတို့နှစ်ယောက်သာတိုင်ပင်ထားသည့်အလားကျမ်းမြင်ပေါ်သို့ဒူးထောက်ထိုင်ချလိုက်ကြသည်။ဘယ်နာရောက်နေမှန်းသူတို့မသိ ဘသူတွေဘာအတွက်ဖျားဝတ်ပြုနေကြမှန်းသူတို့မသိသို့သောជីညိုတရာစိတ်ဖြင့်ဥညွတ်ခြင်းစိတ်ပေါက်လာပြီးပြိုင်သူထိုင်ချလိုက်ခြင်းဖြစ်လေသည်ဝတ်ပြုစုတောင်းတမ်းများရုတ်ချီးပြီးဆုံးကတိတ်ဆိတ်သွားသည်မြည်သည့်အချိန်မှစ၍ရှစ်ခိုးနေကြတာပါလေပန်းချန်တဲ့တွင်ရောတိုက်အင်ကြီးစီကပါလှုပ်ရှားမှုတစုံတရာမတွေ့ရတလောကလုံးငြိမ်သက်သွားသည့်အလားစောစောကလေးကထိတ်လန့်တုန်လှုပ်ဖွယ်ရများသည့် ကင်းစင်လွင့်ပြောက်သွားလေသည်နိုင်ရန်ပေါ်မှမြက်ချောက်ပင်များကို လေတိုးတန်တဲ့တဲ့မှလွဲ၍ဘာတန်မှမကြားရတော့ပီးဆုံးသေးသောဗဟေတိညီလေးကပြင်းတစ်ထက်ပြင်းလာသည်နာနဲ့နှစ်နာရီလောက်ရှိပြီထင်၏ကော့ဆက်ကလေးမှာမေးချင်းရိုက်နေပြီစကားမူတခုံးမြမဟာသမီးလေးအိတ်ချင်ပြီလားရန်ကမေးလိုက်သည် ချမ်းတဲ့အဖေကြီးအောက်ခင်းကဆွ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  အင်္ဂလိပ်အဖီက၄ဘက်၄တန်းအကာအယံမရှိလေကကြာလီအေးလီအဖိုးကသူ့ဘော်ယုံကိုချွတ်ပြီး ခလေးကိုပေါ်လွှမ်းပေးလိုက်သည်ကဲနှွေးသွားပြီလားဟုတ်ကဲ့အဖေကြီးပူ၍ရှုပ်ထွေးလာတော့ဗဟေတီကြောက်တုံးတုံးကိုခေါင်းအောင်ပြီး ကောဆက်ကလေးအိပ်ပျော်သွားပြီ အဖိုးအိုသည်ခလေးအနားတွင်ထိုင်၍ငုံကြည့်နေသည်ကြည်ရင်ကြည်ရင်တဖြည်းဖြည်းစိတ်တည်ငြိမ်မှုရလာသည် ကြည်လင်လာသည် ထိုအခါအမှန်ကိုမြင်လာသည် အတွင်းစိတ်ကတိလာသည်ကောဆက်ကလေးအသက်ရှင်နေတည်း၍သူအနာတွင်မိမိရှိနေရမည် သူတွင်ဒီဆန္ဒမှလွဲ၍ဘာဆိုဘာမျှမရှိတော့ပေဒီအတွက်ဘာပဲလုပ်ရလုပ်ရ သူကြောက်လိမ့်မည်မဟုတ်အင်ဂျီချုပ်ပြီးခလေးကိုခြုံပေးလိုက်သည့်အတွက်သူမြင်မျှချမ်းနေသည်ကို သူမသိအတွေ့အဲတွင်နေ့နေစဉ်အတန်တန်ကြားလိုက်တလို့လို့ရှိသည် နားဆွဲလိုက်သည် ချူတန်ကလေးပါလားပန်းချံဘက်မှလာသည့်အတန်ပြိုးတော်လဲကောင်းကောင်းကြားနေရ၏ညညတွင်နွားစချက်စီမှကြားရသည့်နွားမများ၏လယ်ပင်မှချူတန်မျိုးအပြင်သို့လှမ်းကြည့်လိုက်သည်ပန်းချံထဲတွင်တစုံတယောက်၏လှုပ်ရှားမှုတွေ့လိုက်ရ၏မှန်ကွဲတွေကြားတွင်တတိကြီးစွာနှင့်ရှောက်နေခြင်းမျိုးရက်လိုက် ကုန်းလိုက်ရှောက်လိုက်ဖြင့်ခြေတစ်ဖက်မတန်ရှာဘူးထင်ပါရဲ့ ထော့နေထော့နေရှောက်နေတာပါလားရံပရန်လန့်သွားသည်ဒီနေရာကိုစိတ်껙ရအရက်ဖြစ်နိုင်ပါမည်လားသူတို့နှစ်ယောက်အတွက်အရာရာသည်တန်တရဖြစ်เสียကြီးဖြစ်နေ၏နေ့ကိုလည်းမယုံကြည်လူမြင်သူမြင်မခံဝန်ညကိုလည်းမယုံရဲအမောင်တွေကဘယ်သူပေါ်လာမလဲခုပဲကြည့်လေလူသူကင်းမဲ့နေသည်ထင်သည့်နေရာတွင်လူတစ်ယောက်မြင်နေရပြီခလေးကိုပွေ့ပြီး ပရိဘောကအကျိုးအပဲ့တွေပုံထားသည့်အခန်းထောင်တနေရာသို့ပြောင်းထားလိုက်သည်ကောဆက်ကလေးလုံးဝမနှိုးထိုနေရာမှနေ၍ထူးဆန်းသောလှုပ်ရှားမှုဖြင့်ရွေ့ရှားနေသောထိုလူကိုစောင့်ကြည့်နေသည်ကုံ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 နှင့်သူလျှောက်သွားနေသည်လက်စတတ်တော့သူလျှောက်သွားနေသည့်နေရာမှာဖယဲခင်းတစ်ခုပါလားသူလှုပ်ရှားလိုက်တိုင်းခြူတန်ထွက်လာသည်သူရက်သွားလျင်ခြူတန်ရက်သွားသည် ူကိုခြူဆွဲပေးထားတာဖြစ်ရမည်။ဘာသဘောပါလဲ။နွားတကောင်လည်းမဟုတ်၊တိုးတကောင်လည်းမဟုတ်ပဲနဲ့။မိကုံးတွေနဲ့တယောက်တည်းအလုရှုပ်နေရင် ကော့ဆက်လက်ကလေးများကိုတိုင်ကြည့်လိုက်သည်။ဟင်းရေခဲလုံးလိုအေးဆက်လိုပါလား။အိုးဖယားဖယား။ဖယားတာပြီးသူတိုးတိုးလေးခေါ်ကြည့်သည်။ကော့ဆက်ကော့ဆက်သမီးလေး။ကော့ဆက်မျက်စိမဖွင့်ခါကြမ်းကြမ်းဆွဲလှုပ်ပြန်သည်။ကော့ဆက်မနူး ဒုက္ခပါပဲအသက်မှရှိသေးရလားမသိဘူးပြောပြောဆိုဆိုသူခုန်ထလိုက်သည် သူ့တကိုယ်လုံးဆက်ဆက်တုန်နေသည် ကော့ဆက်ကလေးဖျောင်းယုတ်လို့ဖြူစွတ်နေပြီထင်သည်ပေမန်းလုံးသဖြင့်ကျမ်းမြေပေါ်တွင်ပျော့ခွေနေသည်ပြန်ထိုင်ချလိုက်ပြီးဒူးထောက်ကငုံ၍အသက်ရှူတန်းကိုနားထောင်ကြည့်သည်တော်ပါသေးရဲ့အသက်ရှူနေသေးသည် သူ့ကိုနှွေးအောင်လှုပ်ရမည်ဘယ်လိုလှုပ်ရပါမလဲကောင်းတွေအုံသွားပြီး ဘာမှစဉ်းစားမရတော့အပြည့်အစည်းတွေကိုကြော်လွားပြီးအပြင်ပြေးထွက်လာခဲ့သည်15မိနစ်အတွင်းကော့ဆက်ကိုမီးဖို့မပေးနိုင်လျင်နှွေနှွေထွေထွေမသိမ့်နိုင်လျင်ဒုက္ခဖြစ်တော်မည်ခြူဆွဲထားသည့်လူပန်းခြံထဲမှလူစီတို့သူတန်းပြေးသွားသည်အင်ဂျီအိတ်ထဲမှငွေဆက်ကူတစ်ထပ်ထုတ်ယူပြီးကင်သွားသည်ထိုပုဂ္ဂိုလ်ကသူ့ကိုမမြင်သူ့အနားရောက်မှကတ်ပြောလိုက်သည်ဒီမှာခမရဖရန့်တရာပါ ထိုလူကသူ့ကိုအလန့်တကြားမောကြည့်သည်ရမ်းပရန်စကားဆက်သည်ယော့ခမ ्या အတွက်ဖရန့်တရားဒီတညကျွန်တော်ကိုအိတ်ခွင့်ပြုပါခမ ्या လာရောက်သည်ရမ်းပရန်ဤစောက်တရားမရဖြစ်နေသောမျက်နာပေါ်သို့ထိုးဆင်းလာသည်ဟာဖာသာမဒလင်းပါလားချမ်းသမားကြီးနှုတ်မှတအံ့တော်ထွက်လာတန်ဒီလိုနေရဒီလိုညာကြီးမင်းကြီးအချိန်တွင်ဒီနာမည်ကိုလူတယောက်စီမှထွက်လာတော့ ရမ်းပေရန်လန့်ပြီးနောက်သို့တလှမ်းဆုပ်လိုက်သည်တခုခုလှောက်ရှားဖို့သူအသင့်ပြင်လိုက်သည်သို့သောခြံသမားကြီးကအိုမင်းလှပြီးခြေတစ်ဖက်ကျိုးကခါလဲကုန်းနေပြီးလယ်သမားအဝတ်အစားနှင့်အဖိုးအိုကဘယ်ဘက်ဒူးကောင်းတွင်ဒူးဆွတ်ဆွထားသည်ဒူးဆွတ်နှင့်တဆက်တည်းတွင်ခြူကလေးတန်းလန်းနှင့်သူ့မျက်နှာပေါ်ကို အရိပ်ထိုးနေသဖြင့်တဲတဲကွဲကွဲမမြင်ရအဖိုးအိုကအိုးထုတ်ကို ဆွဲချွတ်လိုက်ပြီးအိုးဖျားသခင် ခမားဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲဟင်ဒီဝင်းထဲကိုဘယ်လိုဝင်လာတာလဲကောင်းငင်ဘောကကြလာတာပဲဖြစ်ရမယ်ဘယ်လိုဖြစ်တာလဲဗျာလဲစီးမပါအပေါ်ဝိယုံမပါနဲ့ကြည့်ပါဦးကုံအင်းကြီးလည်းမပါဘူးအိုးထုတ်လည်းမပါဘူးအိုးဖရာသခင်တမာတွေကနှကောင်းနှက်မြက်တွေအိပ်ပျော်နေကြပြီလားနေပါဦးခမားဒီနေရာကိုဘယ်လိုရောက်လာတာလဲဟင်ဒါထက်ခမားကဘသူလဲဒီအိမ်ကဘသူအိမ်လဲရန်ပြန်ကမေးလိုက်သည် အဲဟုတ်ပြီဟုတ်ပြီအဖိုးအိုကရှင်းပြသည်ဒီနေရာကိုကြောက်ရအောင်မွန်စီယာကိုတိုင်ပို့ပေးလိုက်တာလေကဲတတိရပြီလားဟင်းအင်းခမ ्या ဘယ်လိုလုပ်ပြီးကျုပ်ကိုတိတာလဲရမ်းပေရမ်းကထပ်မေးသည်ခမ ्या ကျုပ်အသက်ကိုကယ်ခဲ့တယ်လေတစ်ဖက်လှည့်လိုက်တော့သူ့မျက်နှာတစ်ချမ်းကိုမြင်လိုက်သည်ရမ်းမှတ်မိသွားပြီအဖိုးအိုအဖိုးကြီးဘိုးရှယ်ဘုန်းကိုအော်ခမ ्या ကိုမှတ်မိပြီမှတ်မိပြီ တော်သေးတာပေါ့ဗျာခမ ्या ဒီမှာဘာလာလုံးနေတာလဲကျုပ်ဖယဲကင်းကိုထွက်ကြည့်နေတာလေအဖိုးကြီးဘိုးရှယ်ဘွန်းဆက်ပြောသည်ကျုပ်တယောက်တည်းတွေးနေတာဗျလာလေးတာတာမှာငါဖယဲကင်းကိုတွားကြည့်အောင်မလို့မကြခင်နှင်းကြမဲ့သဘောရှိတယ်ငါဖယဲသီးတွေစောင်းချုံပေးရကောင်းမလားလို့အဖိုးကြီးကခဏရက်သည်ရန်ပြရန်ကိုကြည့်ပြီးရဲသည်အင်းမွန်စီရကိုလည်းစောင်းချုံပေးဖို့လိုမယ်ထင်တယ်ဒါထက်နေပါအောင် ခမဘယ်လိုလုပ်ပြီးဒီဝင်းထဲရောက်လာတာလဲသူ့အားမက်ဒလင်းဖြစ်သားတိထားသည့်လူတစ်ယောက်ကိုတိတ်မစိုးရိမ်တော့ပဲမေကွန်းတွေပြန်မေးဖို့ပြင်လိုက်သည်နေပါအောင်ခမနေပါအောင်ခမဒူးကောင်းကသူကဘာလို့ဖို့ဆွဲထားတာလဲအော်ဒါလားဘိုးရှယ်ဘုံဖြည်သည်ဒါမှသူတို့အနာကိုကျွန်တော်မကတ်နိုင်ပါလေဗျာဘယ်သူတွေအနာကိုမကတ်နိုင်ပါလဲအဖိုးကြီးဘိုးရှယ်ဘုံနဖူးရေတွန့်သွားသည် သူ့အမူအရာကိုအတိတ်ပဲကောက်လို့မရသူရှင်းပြသည်ဒါကမိမသားတွေကြီးရှိတဲ့အရေးအပြမိမပြိုကလေးတွေလည်းအများကြီးပဲသူကသူတို့ကိုအန်ရီပေးမြများထင်နေကြသလားမပြောတတ်ပါဘူးဗျာချူတန်ကြားရင်သူတို့ထွက်ပြေးကြရောဒါဆိုဒီနေရာကပါလေဟင်းခမည်းမသိဘူးမွန်စီယာမတလင်ဟင်းအင်းမသိဘူးဟင်းခမည်းပဲဒီနေရာရောက်အောင်လှုပ်ပေးခဲ့တာလေကျုပ်မသိဘူးဗျာလင်းစမ်းပါဦး ဒါပတိပိပတ်သီလရှင်ကြောင်းနေဗျာအခုမှတတိယသည်စိန်အန်ထိုနီလက်အောက်ခံကြောင်းခွဲဖြစ်လိမ့်မည်သူဆေးရုံကဆင်းချိန်တွင်ကံကောင်းထောက်မှသဖြင့်အစင်သင့်သူ့ကိုအလုရှာပေးနိုင်ခဲ့ခြင်းဖြစ်သည်အင်းနှစ်နှစ်တောင်ရှိခဲ့ပြီကိုသူ့ကိုသူပြောနေသလိုနှုတ်မှထွက်သွားသည်အော်ပတိပိပတ်ကွန်ဗင့်တယ်လားကဲကဲပြောပါဦးခင်ဗျာဘယ်လိုလုပ်ပြီးဒီထဲရောက်လာတာလဲဖာသာမဒလင် ခမားတာသနာပေါင်းဝင်ပြီးသူတော်စင်ဘွားကိုခံယူမလို့လားဒီပရဝံတွေကိုဘယ်ယောက်ျားမှဝင်ခွင့်မရှိဘူးဗျနို့ခမားကြတော့ဟောကျုပ်ကအဲကျုပ်တယောက်ပဲဝင်ခွင့်ရတာလေဒီမေဖာသာဘူရှယ်ဗွန်ကျုပ်ဒီမှာနေခွင့်ရမှဖြစ်မှာဟာအဲ့ဒါမှဒုက္ခအဖိုးကြီးစိတ်ပြက်လက်ပြက်ညီးလိုက်သည်ရမ်းမေရန်သူ့အနာတိုးသွားသည်ပြီးတော့ဝမ်းနဲ့ပက်လက်လေးတန်ဖြင့်ပြောလိုက်သည် ဖာသာဖူရှေဘွန်ခမည်းအသက်ကိုတုတ်ကဲခဲ့ဘူးတယ်နော်ဟုတ်ပါတယ်ဗျာတုတ်ဘယ်တော့မှမမေ့ပါဘူးဒါဆိုတုတ်ကိုတက်လက်ပြန်ကူညီပါဗျာတုတ်ဘာလို့ပြရမလဲဟင် နောက်မှအားလုံးရှင်းပြမယ်အခုလောလောဆယ်ခမည်းမအခန်းရှိသလားဟင်ဟိုဘက်နားမှာတုတ်တဲလေးရှိပါတယ်အဆောင်ဟောင်းကြီးရဲ့နောက်ဘက်မှာလေဘယ်ကားမှလက်မမြင်နိုင်ဘူးအခန်းသုံးခန်းပါတယ်ကောင်းလိုက်လေဗျာလား ခုကျုံနဲ့လိုက်ခဲ့ပါခလေးတယောက်ပါလာတယ်ဟုတ်လားခလေးပါလာသေးလားအဖိုးအိုဒီနောက်ထပ်ဘာတခုံးမှမပြောတော့ပဲရဲဘေးရန်နောက်မှလိုက်လာခဲ့သည်တခင်နောက်မှလိုက်လာသည့်ခွေးတကောင်အလားနိုင်ဝတ်အတွင်းကော့ဆက်ကလေးတယောက်မီလင်းဘုံနဘေးမှအဖိုးအိုဤကရင်ပေါ်တွင်နှွေးထွေးစွာအိပ်ပျော်နေသည်ပါကလေးများသွေးရောင်ပြန်လွှမ်းလာလေပြီတုတ်တန်ဟူသည်ပေးသမျှသာယူသည် တီလရှင်ចောင်းប្រវွန်ទីတီလតမារីရှိသူများအတွက်သာဖြစ်သည်កော့ဆက်ကလေးကိုတိတ်ပြီးទីနှင့်ရန်베ရန်နှင့်ဖိုရှယ်ဘွန်းတို့နှစ်ယောက်မိဘနဘေးတွင်ဝိုင်းတစ်ခွက်စီနှင့်ထိုင်ကြသည်ឈីတုံကလေးမြုံကဖြည်းဖြည်းချင်းတောက်ရင်စကားပြောကြသည်သူ့ဂေဟာတွင်ဂရင်ဆို၍កော့ဆက်အိတ်နေသည့်တလုံးသာရှိသဖြင့်သူတို့နှစ်ယောက်កောက်ရိုးထုံးတွေပေါ်တွင်အိတ်ကြရသည်မအိတ်ခင်ရန်베ရန်ကထုတ်ပြောတော်သည် ုပ်ဒီမှာနေခြင်းနဲ့ဖာသာဖို့ရှယ်ဘွန်နေပြစီလားဒီစကလုံးများသည် အဖိုးကြီးဖို့ရှယ်ဘွန်ဤနားထဲတွင်တညာလုံးပက်တင်ထက်နေသည်လုံးဝအိတ်မပြောတော့စင်စစ် သူတို့နှစ်ယောက်စလုံးမအိတ်နိုင်ကြပြီရမ်းမြရန်ကိုရပက်ချေရခံမိသွားပြီ သူတွင် ပြေးစရာမြင်မရှိတော့ပြီဒီဝိတကမြေတီသာ လုံချုံရာဖြစ်လိမ့်ပြီထို့ကြောင့်ဒီနေရာတွင်ခိုးနေုံမတပါ အချားရွေးစရာလမ်းမရှိပြီ သို့သောဒီနေရာကဘသူမှဝင်ခွင့်မရသည့်နေရာနေခွင့်မရှိသည့်နေရာဖြစ်နေသည်လူတိသွားလျင်အဆက်တကွဲအကျိုးနဲ့ဖြစ်ရမည်ကိစ္စအန္တရာယ်ကြီးမားသည့်နေရာဖြစ်နေပြန်သည် ခွင့်ပြုချက်မရှိဘဲခိုနေလို့မိသွားလျင် ထောင်ထဲပြန်ဝင်ရအောင်မည်ဖာသာဘိုးရှေဘုန်းသည်အုံနောက်ကိုခေါင်းပူအောင်တုံးပြီးအမျိုးမျိုးစဉ်းစားနေသည်နောက်ဆုံးတွင်သူ့ကိုယ်သူအတုံးချ၍အသက်သခင်ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်လေသည် စာမေးပွဲအောင်မြင်ခြင်းညမောင်မောင်တွင်လူကြီးနှယောက်နှင့်ကလေးမကလေးတယောက်တို့သည်တိုက်အုပ်သီလရှင်ကြီးအခန်းရှိသို့ရောက်လာခဲ့ကြသည် အသက်ပိုကြီးသည့်အဖိုးအိုကတကားရွက်ကြီးမှခေါင်းလောင်းကလေးကို အသာကင်ပြီးလှုပ်သည်ဆိုယုံကလေးလှုပ်လိုက်သည် သူတို့သုံးဦးမှာဖိုရှေဘွန်ရန်ပေရန်နှင့်ကော့ဆက်တို့ဖြစ်သည် ဖာသာဘူရှေဘွန်သည်ကွန်ဘင့်တွင် အနေကြလာပြီးဖြစ်၍ ကျောင်းဤလျှိုးဝှက်တင်ဂေတတွေစနစ်စည်းကမ်းတွေကိုနှောကြေအောင်တည်ထားပြီးပြီအခန်းတိုင်းကို သူဝင်ခွင့်ရအောင်လုပ်နိုင်သည်တကားရွက်ကြီးပွင့်လာသည်လက်ထဲတွင်စိတ်ပတိနှင့် တိုက်အုပ်တီလရှင်ကြီးကသူတို့ကိုစောင့်နေသည် သူလက်ထောက်တီလရှင်တပါးလဲပါ၏မျက်လွာကိုစက်ခုအိန္ဒြေချထားရင်တိုက်အုပ်ကြီးကရမ်းပေရမ်းကိုတေးတေးချာချာကြည့်သည် ပမာဏပြိုးမနေပဲမေကုံးတွေတမ်းမီတော်သည် သူကညီတော်တယ် ဟုတ်စမှန်ပါတယ်တိုက်အုပ်မာတာကြီးခမညာသူ့နာမည်ပြောပါအာတီဗျူဟိုရှယ်ဘုံမှာခမညာဘယ်အရက်မှာမွေးတာလဲဇာတိကိုပြောပါအမီယန်နယ်ပီကကညီပါခမညာသူ့အသက်90ပါခမညာအလုတ်အကိုင်းကျွန်တော်လိုပဲဥယျာဉ်မှုပါမာတာကြီးသူခရိယံဘာသာကိုတကယ်တက်ဝင်ယုံကြည်သူလားတမိသားစုလုံးပါခမညာ ီတငယ်မာလေးကသူ့ကလေးလားမှန်ပါတယ်ခမတမီးလားမြေးပါမာသားကြီးနဘေးမလက်ထောက်တိုက်ရုပ်သီလရှင်တိုးတိုးမှတ်ချက်ပေးသည်ဖြေဓာတွေကကောင်းပါတယ်ရန်ပြန်တခုံးမျှမပြောရသည်မာသားကြီးကကော့ဆက်ကိုတေးတေးချာချာကြည့်သည်ပြီးမှတိုက်ရုပ်သီလရှင်ကြီးကသူ့လက်ထောက်ဖက်လှည့်ပြီးကလေးကိုလက်ခံလိုက်ပါတီလာရှင်ကြီးနှစ်ပါအခန်းတောင်းဖက်ရှောက်သွားပြီးခဏတီတိုးတိုင်ပင်သည်ပြီးမှ ပြန်လျှောက်လာပြီးဖာသာဘူရှေဗွန်နောက်ထပ်ဒူးစုတစ်ခုနဲ့ချူတလုံးရှာလိုက်ပါဤသို့ဖြင့်နောက်တနေ့မိုးလင်းသည့်အခါပန်းကြံထဲမှချူနှလုံးမြည်တံကိုကြားကြရသည်သီလရှင်များသည်မျက်နှာဖုံးအောက်မှမျက်စိတောင့်ကပ်ပြီးသူတို့နှစ်ယောက်ကိုလှမ်းကြည့်သွားကြသည်အတန်တိတ်ဝန်းကျင်တွင်အေယာမထူးခြားမှုတစ်ခုဖြစ်၏အတန်လိုင်းငယ်ကလေးများတီတူပြန့်လွင့်သွားသည်ဟု ဆိုရမည်ဘေးချင်းရှင်၍မြေတူးနေသော လူကြီးနှစ်ယောက်ကိုတီလရှင်ငယ်များလှမ်းမြင်ပြီး အချင်းချင်းတီတူပြောသွားကြသည်လက်ထောက်ဥယျာဉ်မှုတရားဟုတ်တဲ့မာတာကြီးများကရှင်းပြသည်ဖာသာဘူရှေဘုန်းရဲ့ညီတဲ့ရံပင်ရံသည်တရေအိုးထုတ်ကိုဆောင်း၍ဒူးဆုနှင့်ချူကိုဆွတ်ကာနေ့စဉ်ပုံမှန်အလုပ်ဆင်းနေပြီတိုက်အုပ်တီလရှင်ကြီးမျက်စိကျသွားသဖြင့်ကောဆက်ကလေးကွန်ဘင့်တို့ဝင်ခွင့်ရသွားလိမ့်ပြီကလေးကိုတိုက်အုပ်ကြီးကမြင်မြင်ချင်းသဘောကျသွားပြီး ်ချိုးငဲ့သည့်ចောင်းသူအဖြစ်ဘော်ရာဆောင်တွင်လက်ခံထားလိုက်သည်နီနီကကကကောဇက်ကလေးသည်ចောင်းတွင်စကားနှဲ့သည့်ကလေးတစ်ယောက်ဖြစ်လာခဲ့သည် သူကိုယ်သူရမ်းမရမ်း၏တမီးအဖြစ်သာမှတ်ယူထားသည်ဒီထက်ပို၍လည်းသူဘာမျှမသိထို့ကြောင့်သူအကြောင်းသူဘာမှပြောစရာမရှိပေကောဆက်သည်မှမင်းသည့်အရွယ်မှစ၍အရွယ်နှင့်မမျှအောင်ဒုက္ခခံခဲ့ရသူကလေးဖြစ်၍မြင်မြင်သမျှအာရုံအလုံးကိုကြောက်နေသည် စကားပြောဖို့လဲကြောက်သည်အသက်ရှူဖို့ပင် ကြောက်သည့်အခါကြောက်နေသည်ကွန်ဖင့်ကြောင်းသူ ဖြစ်လာပြီမို့အများဤသူဝိရစားရတော့ပြီအဖေကြီးကအဝေးအစားအချို့သူ့အတွက်ဝယ်ထားပြီးသားရှိသည်မဝိရသေးသည်ကခက်များများခြေနာဒီရေးမိသားစုစီမှလွတ်မြောက်ပြီးနောက်ပိုင်းဝယ်ထားသည့်အဝေးများအမေအတွက်ဝိဖို့အောင်းမေပွဲတစုံလဲပါသည်အားလုံးကို တရေအိတ်တလုံးတွင်တည်တည်ချာချာခောက်သိမ့်ပြီးရမ်းပေရမ်းကပယုတ်လုံးနှင့်ရေမွေးတလဲ့စီထည့်ထားပေးသည်တရေတစ်တာကို သူကရင်နဘေးမှတလက်ထိုင်တလုံးပေါ်တင်ပြီးတော့ကိုသူအင်းကြီးအိတ်ထဲတွင် အမဲဆောင်ထားသည်ကွန်ဖစ်သည်ရမ်းပေရမ်းအတွက် မြေပြင်ကျဲပတ်လဲဝန်းရံလျက်ရှိသောကျုံးကလေးနှင့်တူနေသည်တောင်နေရလိုမြင့်သည့်အုတ်ရိုးလေးနှစ်ဖက်သည်သူ့အတွက်တီးချားကဘာကလေးတစ်ခုတီဆောက်ပေးထားသည့်အလား ဖြစ်နေ၏။ကျောင်းပရဝံထဲမှကောင်းငင်မြေကျဲကြီးကိုလွတ်လွတ်လပ်လပ်မော့ကြည့်ပြီးတမာရီတည်နိုင်သည်။ပျော်ရွှင်နေသော ကော့ဆက်ကလေးကို ကြည့်ပြီးပီတိဖြစ်နိုင်သည်။သူ့အတွက်ဘာမှမလိုတော့ဒီထက်နှလုံးမွေးလျောပျော်ပွေရာကဘာသူ့အတွက်မရှိနိုင်ပြီ။ဘဝတစ်တည်းငြိမ်းချမ်းလေစွာသူသည်ခြံထဲတွင် နေတိုင်းအလုံးလုံးသည် အချိန်ဖြစ်အလုံးစင်းသည်တပြေးပြေးနှင့်အရေချင်းပြည့်ဥယျာဉ်မှုတစ်ယောက်ဖြစ်လာသည် တိခုတ်သမားဘွားဖြင့်ကြီးပြင်းလာသူမှုတစ်ပင်ပန်းမှန်တွင်နှင့်တိတ်မစိမ့်လာသူသည်ထိုးထွင်းဉဏ်ရှိသူမှန်အားလုံးတည်ပြီးဖြစ်သည်ခြံထဲမှစာပင်တွေမှာတောဝင်နေပြီသူကဂိုင်းပြားဂိုင်းနာများကိုတုတ်တင်ရှင်းလင်းသည်ဂိုင်းကူးစိုက်ပြိုးသည်ဤသို့ဖြင့်ပန်းကြံထဲမှပန်းပွင့်တွေကြီးထွားလှပလာသည်စာပင်တွေဂိုင်းလုံးညွတ်ပြီးပွင့်ဝေဆာလာသည်ကောဆက်ကတနေ့တနာကြီးသူနှင့်တွေ့ခွင့်ရသည် ဣန္ဒြေကြီးလာသောတီလရှင်များရှေ့မှောက်မှပြေးထွက်လာပြီးမေတ္တာအပြုံးပိုင်ရှင် အဖေကြီးနှင့်နေရသည့်အချိန်တွင်ကောဆက်ကလေးအတွက်တိမ်တိုက်တွေထဲရောက်သွားသလိုအပေါ့ပါဆုံးပျော်စရာအချိန်ဖြစ်လေသည် သူကလေးအတွက်နိဗ္ဗာန်ပုံပင်ရံမရံအတွက်လည်းအလားတူပင်ဖြစ်လေသည်သူတို့ကစားချိန်ကိုရံကအဝေးမှငေးကြည့်နေတတ်သည် သူတို့ကလေးတွေမြူးတူးပျော်ပါခုန်ပေါက်ကစားနေစဉ် အော်ဟိရေမောနေတံတွေကြားလျင်ကောဆက်ဤအတံကို သူကောင်းကောင်းမှတ်မိသည် ခွဲခြားတတ်သည်။ကာယချိန်ပြီးလို့အတံနဲ့ပြန်ဝင်လျင်သူအခန်းပရင်ပေါက်စီတို့ရမ်းပေရန်ငေးကြည့်နေတတ်သည်။ညအခါဆိုလျင်လည်းသူအိတ်ခန်းပရင်စီတို့လှမ်းကြည့်နေတတ်၏။ဘုရားသခင်သည် သူဤသူဟန်ဖြင့်လူတို့၏အလိုကိုဖြည့်ဆည်းပေးလျက်ရှိသည်။ကွန်ဖြင့်ကြောင်းသည် ကောဆက်ကလေးအားရင်ခွင်ပိုက်ထားပြီးရမ်းပေရန်အားသူတော်စင်တပါးကဲ့သို့ မြင့်မြတ်အောင်ဆောင်မကြည့်ရှုလေသည်ပဝင်းခြင်းသည်မွေးပြန့်သောပန်းဝင်များဖြင့်ကြိုင်တင်းနေ၏ကလေးများ၏ပျော်ရွှင်စွာဆော့ကစားတန်သည်ပါရနာပြောပွဲအတီတီလရှင်တို့၏တိတ်ဆိတ်နေမှုကြောင့်ကွန်ပြင့်ကြောင်း၏ပရိဝံကိုငြိမ်းချမ်းစွာအေးမြစေ၏ဒီဝန်းခြင်းတွင်ရံပင်ရံ၏ဝိညာဉ်သည်တန့်စင်ကတီလရှင်တို့၏ရိုးသားမှုနှင့်အတူကလေးတို့၏ပျော်ရွှင်မှုနှင့်အတူပေါ်ပါစွာလွင်မြောနေလေသည် ံကောင်းထောက်မစွာဖြင့်ဘုရားသခင်ဤအရေးတွင်ဤသို့ခိုလုံဝင့်ရခြင်းအတွက်သူကိုပြစ်ပယ်ထားသောလူအဖွဲ့စည်းအားဝေးစွာရှောင်ကျဉ်နိုင်ခဲ့ပြီအတင်းထောင်သည်ဟူသောငရဲကန်းနှင့်လည်းကဘာချခဲ့ပြီဒီထက်ဂျေဇုတင်စရာပျော်ရွှင်စရာအဘယ်မှာလည်းရှိနိုင်ပါတော့မည်နည်းရံပေရန်ဆိုသော လူချမ်းကြီးသည်ယဉ်ကျေးစွာ လိမ္မာနေလိမ့်ပြီ သူနှလုံးသားသည်မြစ်တာအကြည်ဓာတ်တွင်ပျော်ဝင်နေလိမ့်ပြီ ဤသို့ဖြင့်အချိန်တွေတွေ့ရွေ့ကုန်သွားသည် ကော့ဆက်ကလေးလည်းတဖြည်းဖြည်းအရွယ်ရောက်လာခဲ့လေပြီအဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာရောဘယ်လိုစိတ်ဝင်စားစရာအခမ်းအနားလေးတွေကိုဆက်လက်ဖတ်ပြပေးသွားမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါဦးနော်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးမမေ့ချပါနဲ့နော်